ျွန်တော်နောက်တစ်ခေါက်တင်ခဲ့တဲ့ဗီဒီယိုတွေက Trans Engine Pro ပဲထုတ်တယ်ပြီးရောဆောင်းကထပ်ထုတ်တယ် Hero Engine Pro ဖြစ်ပါတယ် Trans Engine Pro နဲ့သုံးဆွဲပုံချင်းအတူတူပါပဲပထမ Trans Engine ကတော့ DJ Music တွေကိုဦးစားပေးတာဖြစ်ပြီးတော့ဒီကောင်ကတော့ Hip Hop Music Production အတွက်ပါကျွန်တော်ပထမဗီဒီယိုတင်ပြီးဆိုဒီကောင်မင်းနဲ့လေးပဲသွားလိုက်မယ်ကျွန်တော် Generate Core နှိပ်မယ်ဒီမှာ Logic နဲ့ Keyboard C ဆိုရင်လည်း C နဲ့ Major မှာ4ပါတရားနားထောင်ကြည့်မယ်ကျွန်တော်မှာ drum အကြမ်းလေးတီးခါရှိတယ် ကောနှစ်ခုတည်းနဲ့ပဲဒါပဲလွယ်လွယ်ယူလိုက်မယ်ဒီကောင်ကိုအတိတ်ကီးယူထားတယ်အတိတ်ကီးနေအောင်ပို့လိုက်သူ့ကိုနောက်ထပ်ထပ်ပွားလိုက်မယ်ရှစ်ပါးပြေပေါ်ပြီးမှ okay နှိမ့်မယ် base ကိုနှိမ့်လိုက်မယ်ဒါဒီ base လေးပဲအလွယ်ယူလိုက်မယ်နော်ဒါကျွန်တော်စမ်းပြရဆိုတော့ဒီကောင်ဖြီးပြီးတော့ထည့်လိုက်မယ်ဒီဆက် base နေရာပြီးတော့အောက်မှာကျွန်တော် trinity နဲ့ ကျွန်တော်ဒီအော့စတီနာတိုရဲ့အချက်နားထောင်ကြည့်မယ်ဒီကောင်လေးကိုကျွန်တော် Trinity Rio ဆွဲထည့်လိုက်မယ်။သူ၈ပါးပြည့်အောင် ပွားလိုက်မယ်။ ကျွန်တော်ဒီရွေးထားတဲ့လုံးတွေကိုအစိတ်အကျဲကိုဒီမှာပြင်လို့ရတယ်မြန်ခြင်း2.0ရွေးလိုက်ဒါဆိုရင်ပိုမြန်သွားမယ်မြန်ထားတဲ့ဟာလေးကိုဒီမှာထည့်လိုက်မယ်။ဒီကောင်လည်း၈ပါးပွားလိုက်မယ်။ Okay ဒါဆိုရင်ဒီကောင်ကျွန်တော်ဟေ့အင်ဂျင်ကိုဖယ်လိုက်တော့မယ်။သူနဲ့ကျွန်တော်ဆွဲထည့်ပြီး ်တစ်ခုပဲကျွန်တော်ရေးထားတာပေါ့နော်ကျွန်내အကုန်လုံးဆွဲထည့်ပထမတစ်ခေါက်ကျွန်တော် trans engine စမ်းပြပြီးသားမဟုတ်လို့ဒီကောင်ရှေ့ရှေ့ဝေးကျွန်တော်မလုပ်ပြတာပဲနမူနာပဲလုပ်ပြလိုက်တော့တာ ဒီလိုသဘောမပေါက်ရင်ပထမ trans engine video ကိုပြန်ကြည့်ကြည့်ပါအဲ့ထက်မှကျွန်တော်တခုချင်းအသေးသေးလို့ပြထားပါဗျာဒါ hip hop music producer တွေအတွက်အထောက်အကူအများကြီးရမယ်လို့ယုံကြည်ပါတယ်ဟိုတည်ကျင်တာများရှိရင်လည်းကျွန်တော် comment မှာမေးထားလို့ရပါတယ်ကျွန်တော်လိုအပ်ရင်ကျွန်တော် video လုပ်ပြီးတင်ပေးပါမယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦးကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာပြန်လည်ဆုံတွေ့ပါမယ်